ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့အစီအစဉ်လို့မစခင်ထုံးစံတိုင်းပဲ channel ကို subscribe လုပ်ဘေးနာခေါင်းလုံးနှိပ်ပြီးတော့ဗီဒီယိုကို like လုပ်ပြီးရင် VPN လေးဖွင့်ပြီးတော့ကြည့်ပေးကြဖို့မေတ္တာရက်ခံပါစေဆိုတော့ဒီနေ့မှာကတော့ဒီကရက်ရက်တွေမှာဇက်တိုက်တင်ဆက်ပေးခဲ့တဲ့ Jackie Season 2ရဲ့နောက်ထပ်အပိုင်းသေးဖြစ်တဲ့အပိုင်း6ကိုဆက်လက်ပြီးတော့တွားကြရအောင်ပါအဲကျွန်တော်မမ်းမီတောက်ဆိုနောက်ဆုံးပိုင်းမှာ Jackie Carney နဲ့ဆက်ပြီးတော့တွေ့ပြီးထင်တယ်နော်ဆိုတော့ session ကတက်နေပြီကောင်းနေပြီဆိုတော့ဆက်ပြီးတော့တွားလိုက်ကြအောင်ပါအပိုင်း6ဖြစ်ပါတယ်ခင်ဗျ ဒီပိုင်းအစမှာတော့ season 2အစတုန်းကအန်တီတယောက် good guys အယုတ်တွေပါတဲ့ truck ကားကြီးကိုကြောက်သေးထိုးမောင်းချတဲ့အခန်းကိုပြန်ပြပြီးတော့စထားပါလေ။ကားကြီးကြောက်သေးကိုကြပြီးတဲ့နောက်မှာတော့အသက်ရှင်နေသေးတဲ့ Chucky တွေကတတိလစ်နေတဲ့ Andy ကိုဆွဲခေါ်သွားခဲ့ကြတာပါ။ Andy ကိုခေါ်လာဖို့ Chucky တို့အမိန်ပေးနေတာကတော့ပြီးခဲ့တဲ့ပိုင်းမှာတွေးခဲ့တဲ့ကားနယ်ဆိုတဲ့ ground Chucky ရွဲဖြစ်ပါလေ။ Andy တို့ထွက်သွားပြီးမကြခင်မှာပဲ truck ကားကြီးကပေါက်ကွဲသွားပြီးတော့ကားပေါ်မှာကျန်နေတဲ့ Chucky ကောင်တွေအကုန်လုံးရှော့အကုန်ကြပါတော့တယ်။ နောက်တစ်ခါမှာတော့လက်ရှိချိန်ကိုပြောင်းလာခဲ့ဖြစ်ပြီးတော့အန်ဒီကဂရင်းမော်မှာကျိုးနဲ့တုတ်ခံထားပါလေ။ကာနေကနောက်ထပ်အသားတစ်ပေါင်လို့ပြောလိုက်ပြီးတော့အန်ဒီရဲ့ခြေထောက်ကအသားတွေကိုဓာတ်နဲ့လှီးဖို့လုပ်နေခဲ့တာပါ။ဒေါက်တာမစ္စတာကဘာမှမကြံတော့ဘယ်လိုလုပ်မလဲလို့မေးလိုက်တော့ကာနေကဒါဆိုရင်ငါပိုနဲ့နဲ့လှီးမှာပေါ့ဟာလို့ပြောလိုက်ပါလေ။အန်ဒီကသတိရနေပြီမဲ့ကျိုးနဲ့အတုတ်ခံထားသလိုပါဇက်ကိုလည်းအဝိနဲ့အဆိုးခံထားတဲ့အတွက်အော်လို့လည်းမရယုံလို့လည်းမရခဲ့ပါဘူး။အရင်နောက်တော့ကာနေကအန်ဒီရဲ့ခြေထောက်ကအသားတွေကိုဓာတ်နဲ့လှီးထုတ်နေပါတော့တယ်။ အပြင်မှာရောက်နေခဲ့တဲ့ဒေဗန်နဲ့လက်စီကပရင်းပေါက်ကနေချောင်းကြည့်နေကြပြီးဒေဗန်ကသူ့အန်ဒီကိုနှိပ်စက်နေတာတနေ့ရှိနေပြီလို့ပြောလိုက်ပါတယ်ဒေါက်တာမစ္စတာကကာနေကိုဒေဖနီကမူရင်းချက်ကီကိုလှုပ်ပေးလိုက်တယ်အခုသူတို့လာနေကြပြီလို့ပြောလိုက်တော့ကာနေကမူရင်းချက်ကီဟုတ်လားအတိတ်ပဲမရှိတာလို့ပြန်ပြောလိုက်ပါတယ်ဒေါက်တာမစ္စတာကသူကပထမဆုံးချက်ကီပဲလို့ပြောလိုက်တော့ကာနေကဒါမဲ့ तू ပေါ့ရော့လာတယ်လေအရင်ဆုံးဒီကကိုထဲမှာ तू ပိတ်မိသွားတယ်နောက်တော့ဒေဖနီကသူ့ဝါးစားပြီးတော့ထွေးထုတ်တာခံလိုက်ရတယ် तू ਆ ဘာပင်မချက်ကီမမဟုတ်တော့ဘူးလို့ပြန်ပြောလိုက်တာပါပြီးတော့ကာနေကအန်ဒီ6ောက်ကလှီးထုတ်လိုက်တဲ့အသားတလွားကိုယူပြီးတော့မိဘမှာကင်နေနဲ့တီဖနီရောဘာဖြစ်သွားလဲအဲ့မိမောင်ငါတတ်ချင်နေပြီလို့ပြောလိုက်တာပါဒေါက်တာမစ္စတာကနေဖျားเจ้าကိုလှုပ်လိုက်တဲ့လူသားသမားချက်ကီကသေသွားပြီကင်းတော့ကလည်းဆက်သွယ်လို့မရတော့လို့ပြောလိုက်တော့ကာနေကဟိုကလေးတွေလည်းမသေးသေးဘူးပေါ့ဟုတ်လားလို့မေးလိုက်ပါတယ်ဒေါက်တာမစ္စတာငါလှုပ်ပြစီဟာအဲ့ဒီကလေးတွေကိုနင့်တို့ငါတတ်ပေးပြစီလို့ပြောလိုက်ပါတယ်ကာနေကသူ့လက်ထဲကအန်ဒီရဲ့အသားကိုဝါးစားပြစ်လိုက်ပြီးတော့ သူကိုယ်တိုင်ပဲအဲ့ကလေးတွေကိုတမယ်လို့ပြောလိုက်တော့ဒေါက်တာမစ္စတာကနင်ကိုယ်စိတ်ကိုလိုလိုက်တာတွေအရင်အန်ရများတယ်ချာလီဂျက်ကီတကောင်သေးလေးလေးနင်ပြောက်ကွယ်သွားဖို့ခြေလန်းလီးနေလေဖြစ်လာမှာပဲလို့ပြောပါတယ်ကာနေကကျုပ်ခင်ဗျားစကားကိုနားထောင်ဖို့မလိုပါဘူးငါရှင်းနေတာချာလီမဟုတ်တော့ဘူးနင်ကလည်းငါကူတုံးဆရာမမဟုတ်တော့ဘူးလို့ပြောလိုက်ပါတယ်ပြီးတော့သူတို့တွေကပြောညံ့နေငါမှတန်ပါတာငါမှလူတိုင်းအတွက်လိုအပ်တဲ့ဂျက်ကီပဲငါ့ကိုအကြောင်းကိုခေါ်သွားငါကိစ္စတုံးပြမယ်လို့ပြောလိုက်ပါတယ် ပြီးတော့အန်ဒီကိုတော့အချိုးပွဲအတွက်ဒီမှာပဲထားခဲ့တာဗောလို့ပြောလိုက်ပြီးအန်ဒီငါတို့မရှိတော့မင်းဖိုက်ဆိုင်မင်းခြေောက်ကိုမင်းပြန်စားပါလားကွာရမ်းရတာရှိတယ်လို့ပြောလိုက်ပါသေးတယ်အဲနောက်ကာနယ်နဲ့ဒေါက်တာမစ္စတာတို့ထွက်သွားပြီးတဲ့နောက်မှာဒေဗန်တို့လည်းအိမ်ထဲကိုဝင်လာခဲ့ကြပါတယ်အိမ်ထဲမှာတစားစီခုတ်ဖဲ့ခံပြီးတော့တေဆုံးနေချက်ကီတွေကိုတွေ့ရပြီးတော့ကာနယ်ကချက်ကီချင်းချင်းသူတို့ကိုပြန်တတ်ထားခဲ့တာပါဒေဗန်ကအန်ဒီကိုနှိုးလိုက်ပြီးတော့ကြိုးဖြီးပေးဖို့လုပ်နေပါတယ်အကြိုက်နှိမ့်ဆက်ခံထားတဲ့အန်ဒီကကြိုးပြီးသွားတာနဲ့ဒေဗန်လက်ကိုဆွဲလိုက်တဲ့အတွက် လက်စီကသူတို့ကူညီမလို့ပါလို့လှမ်းပြောလိုက်ပါတယ်။ပြီးတော့အန်ဒီခြေောက်ကဂျိုးတွေကိုလည်းဖြီးပေးလိုက်ပြီးတော့ကျွန်တော်ဒီဗန်လေးဗျာချားစီရဲ့အိမ်မှာကျွန်တော်စုံမှုတယ်လေးလို့ပြန်ပြောလိုက်တာပါ။အန်ဒီကကာယကိုလည်းသတိရသွားတဲ့အတွက်ငိုနေပြီးတော့ခဏကြာမှတော့ဝမ်းနည်းမှုတွေကဒေါသဖြစ်နေပြောင်းလဲသွားခဲ့ပါတော့တယ်။အန်ဒီကအိုက်ကောင်ဗမာလေးလို့ပေးလိုက်တော့ဒီဗန်ကချက်ကြီးကဖျားချောင်းသွားပြီလို့ပြောလိုက်ပါတယ်။အဲ့ဒါနဲ့အန်ဒီကငေါ့အိုက်ကိုခေါ်သွားလို့ပြောလိုက်တာပါ။တစ်ဖက်ကဖျားချောင်းနဲ့မှာတော့ဂေါသီစစ်စတာရူက ဘလာအီချက်ကီကိုတကယ်ယေရှုခရစ်တော်လို့ထင်နေပြီးတော့ပြုစုထားပါတယ်။ချက်ကီကခုံမမထိုင်ပြီးတော့မုံထိုင်စားနေပြီးတော့စစ်စရူးကဘုရားကျောင်းအမုံတွေကအပျော်စားဖို့မဟုတ်ဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒါနဲ့ချက်ကီကဂယူဆိုင်တော့မဟုတ်ရင်မင်းလည်းအပြစ်ဖြေခံတဲ့ဟာဖာသာအိုမယ်လီလို့ဖြစ်သွားမယ်လို့ပြောလိုက်တာပါ။အဲ့ဒါနဲ့စစ်စရူးကအရှင်လုံးကိုမင်းကိုထုံပြီးတော့ခွင့်လို့ပါလို့ပြောလိုက်ပြီးတော့ဒါမဲ့ဖာသာအိုမယ်လီကိုဘာလို့ကောင်းကင်ဘုံပို့ပေးလိုက်တာလဲလို့ပြောလိုက်တော့ချက်ကီကငါလေးကျင်ကန်းလေးလိုလို့လေးလို့ပြောလိုက်ပြီးသူဗလာတွေကိုညှစ်ထုတ်ပြလိုက်ပါတယ်။ ဆေဆရူးကအရှင်ရှိမကျွန်မကိုကိုနှိမ်ချပါတယ်ဆိုပြီးတော့ဂျက်ကီရဲ့ဖက်နှက်တွေကိုချွတ်ပြီးခြေတော့ကိုရေဘက်ဝင်နဲ့တိုက်ပေးနေပါတယ်ဂျက်ကီကတော့ခုံမမာထိုင်ပြီးတော့အေးအေးလေးဇိမ်ယူနေတဲ့ပုံပါပဲဆေဆရူးကအရှင်ပါလို့ချင်းချင်းပြောပါလို့လည်းပြောလိုက်ပါသေးတယ်အဲဒီချိန်မှာပဲအတန်တစ်ခုကိုကြားလို့ဗရင်းပေါက်ကနေရှိုးလိုက်တော့ဒေါက်တာမစ္စတာနဲ့ကာနေရူးရောက်လာတာကိုမြင်လိုက်ရပါတယ်ကာနေကလည်းဗလာကြီးဂျက်ကီကိုလမ်းမြင်လိုက်တော့နင်ပြောတော့အိုက်ကောင်သေးပြီဆိုလို့ဒေါက်တာမစ္စတာကိုမေးလိုက်ပါတယ်ဒေါက်တာမစ္စတာဟုတ်တယ်လीဒါမဲ့ချလी နင်ကပြန်ရှင်တဲ့ညမှာတကယ်တော်တာပဲလို့ပြောလိုက်ပါတယ်။အဲဒီချိန်မှာသူတော်ကောင်းချက်ကီရာနဲ့နောက်ပရင်းမောက်တစ်ခုကနေကာနေတို့လက်ပြနေတဲ့အတွက်ကာနေကသစ္စာပေါင်းကောင်လို့ပြောလိုက်ပြီးတော့အဲ့နှကောင်လို့ငါရှင်နဲ့ထည့်လိုက်လို့ပြောလိုက်ပါတော့တယ်။ဒေါက်တာမစ္စတာတော့နင်ကလေးတွေကိုတတ်ရင်သူတို့သေးတာမတော်ဆလို့လို့ကိုကိုတတ်တည်လို့ဖြစ်အောင်လုပ်ရမှာနော်လို့တတိပေးလိုက်ပါတယ်။ကာနေကလည်းရပါတယ်ဟာလို့ပြောလိုက်ပြီးတော့ဗလာကြီးချက်ကီကိုလဲပင်းကိုဓာတ်နဲ့လှီးတဲ့ပုံစံလုပ်ပြလိုက်တော့ဗလာကြီးချက်ကီကလည်းပြန်ပြီးတော့လက်ကလေးထောင်ပြလိုက်ပါတယ်။ဘုရားကနေမှာတော့ဂျိန်းနဲ့နဒင်းတို့က လက်စီတို့ပြောင်းနေတဲ့အကြောင်းပြောနေကြပြီးတော့ဂျိတ်ကဒေဗန်ညပြန်မလာဘူးလို့ပြောလိုက်တော့နတင်းကလက်စီလည်းပြန်မလာဘူးဟာလို့ပြောလိုက်ပါတယ်။ Father Price ကចောင်းသားတွေအကုန်လုံးဒီဖျားကန်းတွေကိုခေါ်ထားတာဖြစ်ပြီးတော့ចောင်းသားတွေပြောင်းနေတဲ့အတွက်ဒေါသထွက်နေခဲ့တာပါ။ဒီကចောင်းသားအနေနဲ့ဒီဖျားចောင်းရဲ့စည်းကမ်းကိုလိုက်နာတယ်။အခုចောင်းသားတွေကဒီစည်းကမ်းတွေကိုအလကားထင်နေကြ။ငါတို့ရဲ့အဓိကစည်းကမ်းတွေကတခုကတော့ဘယ်ចောင်းသားမှခွင့်ပြုချက်မရဘဲចောင်းအပြည့်မထွက်ရဘူးဆိုတာပဲ။ဒါမဲ့ဒီစည်းကမ်းကိုဖောက်ပြန်နေကြ။ဒီတော့ငါចောင်းတစ်ခုလုံးပိတ်ချထားရော ပြည်ပသင်ကန်းဆောင်တွေမရှိဘူးလေးလာခီးတွေမရှိဘူးအပြင်ထွက်ခွင့်အကုန်လုံးပိတ်တယ်လို့ပြောလိုက်ပါတယ်နောက်ထပ်ငါပြန်မပြောမချင်းကျောင်းသားနဲ့ခန်းထဲမှာပဲနေရမယ်လို့ Father Price ကမိန်ပေးလိုက်တော့တာပါဂျိတ်တယောက်ဘုရားခန်းထဲကထွက်လာတော့ Trevor ရဲ့ border တွေကဂျိတ်ကိုပြဿနာရှာကြပါတော့တယ် Trevor ထွက်ပြေးမယ်လို့မဟုတ်ဘူးနေလို့စိတ်ကြကောင်းနေဖွဲ့သူ့ကိုတနေရာမှာဖွက်ထားမလားလို့မေးလိုက်တာပါအဲဒီချိန်မှာပဲ Dr. Mr. ရောက်လာတဲ့အတွက် Trevor border တွေလည်းလစ်သွားကြပါတော့တယ်ဂျိတ်ကတော့ Dr. Mr. လက်ထက်ကဂရုံးချက်ကီကိုမြင်သွားပြီးတော့ ါဘုရားရလာလေးလို့မေးလိုက်တာပါမစ္စတာကဒါနည်းလို့မဟုတ်ပါဘူးလို့ပြောလိုက်တော့ဂျေးကဂရုံးဆွေးဖို့လုံနေတော့မှ Father Price ရောက်လာပြီးတော့ဂျေးကိုအခန်းထဲသွားဖို့ပြောလိုက်ပါတော့တယ်ဂျေးကဒေါက်တာမစ္စတာကိုနေသိနေမလား तू ပါလဲဆိုတော့သိနေမလားလို့မေးလိုက်ပြီမဲ့ဒေါက်တာမစ္စတာကမဖြေခဲ့ပါဘူးဂျေးပေါ်တက်ကိုတတ်သွားတော့ Father Price ကဂရုံးချက်ကီကိုကြည့်လိုက်ပြီးဒါဟုတ်ဘုရားရလာလေးလို့မစ္စတာကိုမေးလိုက်ပါတယ် Father Price ကဂရုံးကိုဗလာကြီးချက်ကီလို့ထင်နေတဲ့အတွက်ဒီရုပ်စုပ်ယူလှုပ်ပြဖို့ Sister Ruth ကိုပြောထားတယ်လို့ပြောလိုက်တော့ မစ္စတာကကျမကူထုံးမှာဒါကိုသုံးဖို့လိုလိုပါလို့ပြန်ဖြေလိုက်ပါတယ်။ Father Brightsa သူ့စပင်ကဘာဖြစ်သွားလဲလို့မေးလိုက်တော့မစ္စတာကကျမပြောပြလို့မရဘူးလို့ပဲပြန်ပြောလိုက်တာပါ။အဲနောက်တော့ Father Brightsa ចောင်းသားတွေပြင်ထွက်လို့မရအောင်ခန်းတကားတွေကိုတော့ပိတ်လိုက်ပါတော့တယ်။ Sister Catherine ကတော့ Father တေချာစဉ်းစားပါဦး။ဒါအထောင်မဟုတ်ဘူးလေ။ဒါတရားဝင်လာလို့မေးပြီးတော့ Father Brightsa ကိုဖြောင်းဖြားဖို့ကြိုးစားနေပါတယ်။ Father Brightsa တော့ Sister Catherine ပြောတာကိုလက်မခံပါဘူး။သူတို့နှစ်ယောက်အမှငင်းခုန်နေကြတော့မှပဲចောင်းတဲ့ဒေဗန်နဲ့ လက်စီတို့ပြန်ဝင်လာတာကိုမြင်လိုက်ရပြီးတော့သူတို့ကအန်တီကိုပါတွဲခေါ်လာကြတာပါစေစာကက်သရင်ကသူကဘယ်သူလဲလို့မေးလိုက်တော့ဒေဗန်နဲ့လက်စီကကျွန်တော်တို့ပြန်လာတာသူ့ကြောင့်ပါပဲသူ့အကူအညီလိုနေလို့ဘုရားကြောင့်ပြန်ခေါ်လာခဲ့တာပါလို့ပြောလိုက်ပါတယ်အန်တီကလည်းကျွန်တော်ပြီးခဲ့တဲ့တစ်နှစ်လုံးဒုက္ခရောက်နေခဲ့တာဒီကလေးတွေကလာခဲ့ပြီလို့တော်သေးတာပေါ့လို့ဖြေလိုက်ပါတယ်စေစာကက်သရင်ကအန်တီကိုအကူအညီပေးမယ်လို့ပြောလိုက်ပေမဲ့ဖာသာဘရိုက်ဆာတော့သူတို့အကြောင်းကိုလော့ခ်ဒေါင်းချထားချိန်မှာလူစိမ်းတယောက်ကိုခေါ်သွင်းဖို့အစီအမပြေဘူးထင်တယ်လို့ပြောနေပါတယ် ဆစ်စာကက်သရင်းကဒီခါတော့လက်မခံတော့ဘဲဖះเจ้าကလိုအပ်နေတဲ့လူတွေကိုအကူအညီပေးရမှလို့ပြောလိုက်တော့ Father Bryce လည်းလက်ခံလိုက်ရပါတော့တယ်ဆစ်စာကက်သရင်းအန်ဒီကိုခေါ်သွားပြီးတော့ Father Bryce က David နဲ့ Leslie ကိုအခုချက်ချင်းအပေါ်တက်ကိုသွားဘာမှပေါက်ကြရရှောက်လို့မနေနဲ့ဘဲမှရှောက်မသွားနဲ့ငါတကားလာပိတ်မယ်လို့ပြောလိုက်ပါတယ် David တို့ပေါ်တက်ကိုရောက်တဲ့အချိန်မှာ Dr. Mr. နဲ့တွေ့ပါတော့တယ်ဒေါက်တာမစ္စတာအကြောင်းကခိုးထွက်တာတရားအောင်မင်းကိုဖောက်ဖျက်တာနော်။ငါလုံးချင်းနင်းတို့ဒီကနေနင်းထုတ်လိုက်လို့ရတယ်လို့ပြောလိုက်ပြီးဒါမဲ့ငါအဲ့ဒါကိုလိုချင်တာမဟုတ်ဘူး။ ။ "तू आले နေနို့ဒီမှာပဲရှိနေစေချင်တာ။ဒါမှနေနို့ तू တတ်နိုင်မှာကိုလို့ပေါ်တင်မဲ့ပြောချလိုက်ပါတော့တယ်။အဲဒီမှာရင်လက်စီကဟမ်ဆန်ဒီရုပ်လေးရဲ့ခိုင်းဘက်ကောင်မှဘာမှမဟုတ်တဲ့ကောင်မှလောက်ရတဲ့ခန်းစားချက်လေးပြောပါအောင်လို့စော်လိုက်ပါတော့တယ်။ဒေါက်တာမစ္စတာကာနဲ့ကိုစပင်အကြောင်းမပြောနဲ့လို့ပြောလိုက်တော့ဒေဗန်အန်ဒီကိုခမရလို့လှုပ်ခဲတာပြီးတော့ပြန်ပြီးတော့ပေးဆက်မယ်လို့ပြောလိုက်တာပါ။အဲဒီမှာရင်ဒေါက်တာမစ္စတာကနင်တို့ဘသူကယုံမာလဲလို့မေးလိုက်ပြီးတော့သူနင်တို့အားလုံးကိုတယောက်မကျန်တတ်လိမ့်မယ်။ငါတို့သေးကြပါဦးအဲ့ဒါကိုထိုင်ကြည့်နေမှာပဲလို့ပြောလိုက်တော့တာပါ။ နောက်တစ်ခါမှတော့ဂလန်နာကသူတို့အရင်ကလူသားခဲ့တဲ့အကြောင်းကိုအိမ်မက်ထပ်ပြီးတော့မှတ်နေပြီးရုတ်တရက်လန်နိုးလာခဲ့ပါတယ်။ဂလန်နာကဂလန်စီကိုသူအိမ်မက်မှတ်တဲ့အကြောင်းစာပို့လိုက်တော့ဂလန်ကဒေဖနီပေးထားတဲ့သူတို့နှစ်ယောက်ရဲ့အယုတ်ပုံကိုပို့လိုက်ပါတယ်။ဂလန်နာလည်းအယုတ်ကိုမြင်လာနဲ့ချက်ချင်းပဲမှတ်မိသွားပါတော့တယ်။အဲနောက်ဂလန်နာတယောက်အခန်းထဲကနေအပြင်ကိုထွက်လာတော့ဂိုင်းနဲ့နီကာတို့ကိုမြင်လိုက်ရပါတယ်။ဂိုင်းကနီကာကိုငါတို့ဘလို့သွားမှာလဲလို့မေးလိုက်တော့နီကာကချက်ကီပြောပြထားတဲ့နေရာတစ်ခုရှိကြောင်းအဲ့ဒီမှာငါတို့လွတ်အောင်လုပ်ပေးနိုင်တဲ့လူတယောက်ရှိကြောင်းကိုပြောလိုက်တော့တာပါ။ ဂိုင်ကတော့ချက်ကီပြောတော့ငါတို့ယုံရမှာလားလို့မေးလိုက်တော့နီကာကကျမချက်ကီစီကလွတ်ချင်နေတယ်ချက်ကီကလည်းကျမကိုရေကထွက်ချင်နေတာပဲလို့ပြောလိုက်ပါတယ်ဂိုင်ကနုံနုံနီအောင်ဘလို့စကားပြောကြလဲဆိုတော့နီကာအဲ့ဒါတော့ရှင်းပြအခက်တယ်လို့ပြန်ပြောလိုက်တာပါဂိုင်ကသူအန်ဒီအကြောင်းပြောသေးလားလို့မေးလိုက်ပြီးတော့အန်ဒီလောင်းကိုဘယ်သူမှရှာမတွေ့ဘူးသူအသက်ရှင်နေသေးတာတေးကြတယ်လို့ပြောလိုက်ပါတယ်နီကာရှင်သူ့ကိုပြန်ရှာတွေ့ပါတယ်လို့ဆူတောင်းပေးလိုက်ပြီးတော့ချက်ကီကကျမတို့အကုန်လုံးဖြတ်စည်းသွားတာပဲနော်လို့ပြောလိုက်ပါတော့တယ်ဂိုင်ကချက်ကီကြောင့်သူ့နှင်းရွက်လဲပြတ်သွားကြောင်းပြလိုက်ပြီးတော့ ူချက်ကီနဲ့စကားပြောခြင်းတဲ့အကြောင်းကိုပြောလိုက်တာပါနီကလည်းလက်ခံလိုက်တဲ့အတွက်ကိုင်ကသူ့လက်ကိုသူဓာတ်နဲ့လှီးပြီးတော့သွေးတွေကိုပြလိုက်တော့ချက်ကီကရောက်လာခဲ့ပါတော့တယ်ကိုင်ကချက်ကီကိုတန်းတန်းနဲ့အသင့်ချိန်ထားလိုက်ပြီးတော့ဂလန်နာကိုတွေးတော့နှုတ်ဆက်လိုက်ပါသေးတယ်ချက်ကီကကိုင်ကိုတွေးတော့အိုးနေမသေးသေးဝဲဟာလို့မေးလိုက်ပါတယ်ကိုင်ကအန်အောသားလားခွေးမသား Sand of the Base ကိုမေးလိုက်ပြီးတော့ဒီညငါတို့ဂျာစီကိုတွားမယ်ငါအနေနဲ့နီကကိုလမ်းခွဲနိုင်ကူညီပေးမယ်ဒါမဲ့အန်ဒီဘမာလည်းငါ့ကိုပြောဆန်းလို့ပြောလိုက်ပါတယ် ဂျက်ကီကငါတို့တောက်လိုက်ပြီလေငါသူ့ချောင်ကိုဖြတ်လိုက်တော့အော်လိုက်တာဆိုပြီးတော့အော်တဲ့ပုံစံလုပ်ပြနေပါသေးတယ်ပြီးတော့ဆိုပြီးတော့ရီပြီးတော့ရုပ်ဆိုးမှငါဒီကောင်မမရတာစိတ်ကုန်နေပြီသူ့ကိုတတ်ပေးပါလားလို့ဂလန်နာကိုပြောလိုက်တော့ဂလန်နာကသူ့မှာတနတ်ရှိနေလို့ပြောလိုက်ပါတယ်အိုင်မာနေဂျက်ကီကမမဆန်ဆန်ပဲကာရဲ့လက်ထဲကတနတ်ကိုဆွဲလုလိုက်ပြီးတော့ဂလန်နာကိုပေးလိုက်ပါတော့တယ်ကလန်ဒါကိုင်းကိုတနတ်နဲ့ချိန်လိုက်တော့ဂျက်ကီကပြစ်လိုက်စမ်းကလန်ဒါပြစ်လိုက်စမ်းပါဟာလို့မြောက်ပေးနေတာပါဒါမဲ့ကလန်ဒါမပြစ်ဘဲနဲ့ သူ့ကိုပြန်ပြောင်းလိုက်လို့ကိုင်းကိုပြောလိုက်တော့ဂျက်ကီကနေလူမတန်ဘူးတာလဲမဟုတ်ပဲနဲ့ဘာဖြစ်နေရလဲလို့ပြောလိုက်တာပါအိုင်မာနေကိုင်းလဲဂျက်ကီကိုပါပိတ်ရလိုက်တော့နီကာပြန်ရောက်လာခဲ့ပါတော့လေအဲ့ဒီမှာပဲ TV ကနေမင်းသမီးဂျန်နီဖာတယ်လီကိုအာနာပိုင်တွေကရှာနေကြောင်းသတင်းလာနေပြီးတော့သူ့ရဲ့ Beverly Hay ကအိမ်မှာလူသတ်မှုတွေအများကြီးဖြစ်ခဲ့တဲ့အကြောင်းအိမ်ကလည်းမီးလောင်သွားကြောင်းကိုသိလိုက်ရပါတယ်ဒါပြင်ဂျန်နီဖာတယ်လီရဲ့ညီမမက်လည်းသိသွားကြောင်းနဲ့ဂျန်နီဖာတယ်လီရဲ့သမီးနှစ်ယောက်ကိုလည်းမေးမြန်းမှုတွေရှာဖွေနေကြောင်းတွေသတင်းမှာပါလာခဲ့တာပါ ဲ့ဒါနဲ့နီကာငါတို့နှစ်ယောက်လုံးဝရန်ပြေဖြစ်ပြီပေါ့လို့ဂလန်ဒါကိုပြောလိုက်ပါတယ်ဓမ္မမှာတော့ဂျိတ်ကဒေဗန်ပြန်ပြောပြတဲ့အတွက်အန်ဒီကိုဂရုံးချကီကဖမ်းထားပြီးတော့အန်ဒီအသားတွေကိုစားနေတဲ့အကြောင်းကိုတီးသွားခဲ့ပါတော့တယ်ဂျိတ်လည်းစိတ်မကောင်းဖြစ်ပြီးတော့ဒေဗန်နဲ့လက်စီတို့နှစ်ယောက်ထဲညဘက်ကြီးတောထဲကိုထွက်သွားတဲ့အတွက်လည်းအန်အုံးနေခဲ့ပါတယ်ဒေဗန်ကာနယ်ဆွဲကောင်ငါတို့ရှင်းရမယ်အဲ့ကောင်ကတော်ဆိုးတယ်ဂျိတ်ငါတို့တွေ့မှုများတယ်မှာအဆိုးဆုံးကောင်ပဲလို့ပြောလိုက်တာပါအခုကသူတို့တွေချက်ကီတွေမကပဲဒေါက်တာမစ္စတာနဲ့ပါရင်ဆိုင်မှာဖြစ်နေပြီးတော့ ဒေါက်တာမစ္စတာကကူထုံးတွဲဆိုပြီးတော့သူတို့ကိုအချိန်မွေးခေါ်လို့ရနေတာပါဒေဗန်ဒီတစ်ခေါက်ချက်ကီကိုရင်ဆိုင်မှာပို့ပြီးတော့ခတ်ခဲသွားပြီဆိုပြီးစိတ်ညစ်နေပြီးတော့အဲ့ဒီမှာနေဂျိတ်ကအကြံတစ်ခုယာသွားခဲ့ပါတယ်ဂျိတ်ကကာနေရဘလို့ပဲငါတို့တိုက်ခိုက်ဖို့စီစဉ်ထားတာကွာငါတို့ဘက်ကပြန်ပြီးတော့ပြင်ဆင်ရမယ်လို့ပြောလိုက်ပြီးဒီခန့်ငါတို့ညာပဲချက်ကီငေါးစီလာပါစီငါတို့ကလုံးတစုစည်းနေတဲ့သူ့ကိုစောင့်နေကြမယ်လို့ပြောလိုက်ပါတယ်ဂျိတ်ကမင်းငါလက်စီနဒင်းနဲ့ချက်ကီကောင်းတို့တပွဲတဲ့ငါတို့အတူနေကြမယ်လို့ပြောလိုက်ပါတယ် အန်ချီမှာသူတော်ကောင်းချက်ကီကတော့စာအုပ်ထဲမှာပုံထိုင်ဆွဲနေခဲ့တာပါဒေဗန်ကတော့ချက်ကီလူကောင်းကိုမယုံသေးပေမဲ့ဂျိတ်နဲ့ရံမဖြစ်ချင်တော့လို့လက်ခံလိုက်ရပါတယ်ဂျိတ်ကလည်းဒေဗန်ကိုလက်စီနဲ့တူအန်တီကိုကယ်လာတာကအရန်ကိုရဲရင်တဲ့အကြောင်းချီးကျူးလိုက်ပါတယ်အဲဒီမှာပဲသူတော်ကောင်းချက်ကီကသူ့နားမှာရင်ကောင်းတော်ကောင်းလာပြန်တဲ့အတွက်ရင်ကောင်းဘောပင်နဲ့ကောက်ပြစ်ပြီးတော့တပစ်လိုက်ပါတယ်တပတ်မှာဆီဆာကက်သရင်းကတော့အန်တီကိုတန်ရှင်းလှုပ်ပေးနေပြီးအန်တီခန္ဓာကိုယ်ကဒဏ်ရာတွေကိုမြင်တော့အန်အုံးနေပါတယ်ဆီဆာကက်သရင်းတယောက်အခန်းထဲကထွက်သွားတော့အန်တီက ကတ်ကြီးတစ်ချောင်းကိုဖွက်ပြီးတော့ယူထားလိုက်ပါတယ်။အဲဒီအချိန်မှာ Father Bright စီကိုတော့ကောက်သီး Sister Ruth ကရောက်လာခဲ့ပါတယ်။ Sister Ruth ကဒါကဖះမားတဲ့ဖြစ်ရဲ့ပဲလို့ပြောလိုက်ပြီးသူယူလာတဲ့ဗလာကြီး Chucky ရုပ်ကို Father ကိုပြလိုက်ပါတယ်။ပြီးတော့ Father Bright ရှေ့ကဇပွဲဘဝ Chucky ကိုတင်ပြီးတော့သူရှင်ပြန်ထမြောက်လာပြီးလို့ပြောလိုက်တော့ Father Bright ကဒါကိုဒေါက်တာ Mr. C ကရလာလားလို့မေးလိုက်တာပါ။ Sister Ruth ကမဟုတ်ဘူးလို့ပြောလိုက်တော့ Father Bright ကအရုပ်ဒီများလိုက်တာငါမင်းတို့မနေ့ကဒီရုပ်လွတ်ပြခိုင်းတာလေအခုဒီရုပ်ရောက်လာပြန်ပြီလို့ဒေါသထွက်ပြီးတော့ပြောလိုက်ပါလေ Sister Father မာရာတဲ့အချိန်သူအယုတ်ကိုအမိုက်ပုံးနဲ့လွတ်ပစ်ခဲ့တဲ့အကြောင်းနဲ့အယုတ်ကသူ့အသူပြန်ထလာတာဖြစ်ကြောင်းပြောပြီးတော့သူကကျမတို့ရဲ့အရှင်ပဲလို့ပြောလိုက်ပါတော့တယ်။ Father Bright ရဲ့စိတ်ညစ်သွားပြီးတော့ဒီယူထားတဲ့ယောဂမင်းလည်းကူးဆက်သွားပြီးတော့ဟမ်။ဒါပေမဲ့ငါတို့ဖရားရဲ့ကောင်းကြီးနဲ့အဲ့ဒါပြန်ပြောက်ွယ်သွားမှာပါလို့ပြောလိုက်ပါတယ်။ Sister Ruth ကကျမတို့ဖရားကဥမာထိုင်နေပြီးဒါစိတ်ယောဂမဟုတ်ဘူးလို့ပြန်ပြောလိုက်တော့ Father Bright ရဲ့ပေါက်ကွဲပြီးတော့ Sister Ruth ကိုအခန်းထဲပြန်သွားဖို့ပြောလိုက်ပါတော့တယ်။ ောက်တစ်ခါမှတော့ဘလာကြီးချက်ကီနဲ့ကာနေတို့ကချဖို့ပြင်နေကြပါပြီဘလာကြီးကမင်းကိုတွေ့ရတော့ဝမ်းသာတဲ့ဂရုံးကြီးလို့လောင်လိုက်တော့ကာနေကဘာကိစ္စလဲသမင်လူရောင်းတဲ့ကောင်လို့ပြန်ပတ်လိုက်ပါတယ်ဘလာကြီးကတော့တဟီဟီနဲ့ရည်နေပြီးတော့သူ့လက်ထက်ကမုတ်ကိုကင်စားလိုက်ပါတယ်ကာနေကမင်းဖလားလေးနည်းနည်းတက်လာနဲ့ငါ့ကိုအာခံလို့ရမယ်ထင်နေလားလို့မေးလိုက်တော့ဘလာကြီးကသူ့ဘလာတွေကိုညှစ်ထုတ်ပြလိုက်ပြီးတော့ငါလို့ထင်တာပဲလေလို့ပြောလိုက်ပါတယ်ပြီးတော့ဘလာကြီးကဒါဆိုရင်အမြန်ပွဲသိမ်းလိုက်အောင်လို့ပြောပြီးတော့သူ့လက်ထက်ကမုတ်ကိုထပ်ကိုက်လိုက်တော့ကာနေက ပွဲကပြီးပြီးသားပါကွာလို့ပြောလိုက်ပါလိအိုင်မာရင်ဗလာကြီးကအသက်ရှူကြက်တယ်လို့ဖြစ်လာတော့ကာရယ်ကသူ့လက်ထဲကစိန်အစိတ်ပလင်းကိုထုတ်ပြလိုက်ပြီးတော့နှလုံးရည်ကလက်ယုံယူအမြဲတမ်းနိုင်နေကြပါကွာလို့ပြောလိုက်တော့တာပါကာရယ်ကဗလာကြီးစားမဲ့မုံထဲမှာအစိတ်ခတ်ပြီးတော့ဗလာကြီးကိုတပစ်လိုက်တာပါဗလာကြီးကမကြားခင်မှာပဲလက်ထဲကဓာတ်လွတ်ကျပြီးတော့ဂျမ်းမီမုံလဲကျကတေးဆုံးသွားခဲ့ပါတော့တယ်ကာရယ်ကတော့တဟားဟားနဲ့ရည်လိုက်ပြီးတော့ဟာဒီကိစ္စကတော့ဒီနေ့တွေထဲမှာငါ့အတွက်အကြီးအဆုံးကိစ္စလေးပဲကွာလို့ပြောလိုက်တာပါ တမမတော့ဂျိတ်တို့အခန်းထဲမှာလက်စီနဲ့နတ်ဒင်းတို့ရောက်လာခဲ့ပါပြီ။သူတို့တွေပရင်ပေါက်ကနေခိုးထွက်ပြီးတော့ဂျိတ်တို့အခန်းထဲကိုပရင်ပေါက်ကနေဝင်လာခဲ့တာပါ။လက်စီတို့ကဘာသတင်းထူးသေးလဲလို့မေးလိုက်တော့ဒေဗန်ကအန်ဒီပြောတာတော့ကားထဲကနောက်ဆုံးကျန်တဲ့ချက်ကီရုပ်ပဲ။ကားမော်တော်ကချက်ကီတွေအများကြီးတက်ရှင်ကျန်ခဲ့ပြီမဲ့။ကားထဲကယူပြီးတော့တခြားချက်ကီကောင်တွေကိုတတ်ပြစ်လိုက်တာလို့ပြောပြပါတယ်။သူ့လူတွေကိုသူပြန်တတ်တာ။ဒီကောင်ကရက်စက်တယ်။အခုငါတို့ကိုတတ်ဖို့လာနေပြီလို့ဒေဗန်ကပြောလိုက်တာပါ။အဲနောက်မှာတော့လက်စီကစပွဲတစ်ခုနဲ့အခန်းတကားကိုပိတ်ထားဖို့လုပ်နေတဲ့အတွက်ဂျိတ်ကသူ့ကိုတားနေပြီးတော့ ်လက်စီငါတို့က၅ယောက်သူတို့က၂ယောက်ထဲလီနေဒီကိစ္စတွေမပြီးသွားစေချင်ဘူးလားလို့မေးပါတယ်ဒေဗန်ငါတို့ဘက်က၆ယောက်လီအန်ဒီလည်းပါတယ်လို့ပြောလိုက်ပါတယ်လက်စီကတော့လက်မခံပဲတကားကိုပိတ်ထားဖို့ပဲလုပ်နေတဲ့အတွက်ဂျိတ်ကသူအခန်းတကားကိုဖြတ်ပြီးတော့ဝင်လာငါတို့အသင်းရှိနေမှာပါလို့ပြောလိုက်ပြီးလက်စီကိုဖြောင်းဖြားလိုက်ပါတယ်နတ်ဒင်းကလည်းသူပါလာတဲ့လက်နက်ဖြစ်သုံးမဲ့ပစ္စည်းတွေကိုထုတ်ပြနေပြီးတော့အဲ့ထဲမှာဝက်ရုပ်စုဘူးတောင်ပါနေပါသေးတယ်နတ်ဒင်းကဒါနဲ့ခေါင်းကိုရိုက်လို့ရတယ်လို့ပြောလိုက်ပြီးတော့သူတော်ကောင်းချက်ကီအတွက်တော့တန်လက်သီးတစ်ခုယူလာခဲ့ပါတယ် လက်စီကနဒင်းယူလာတဲ့ပစ္စည်းတွေကိုကြည့်ပြီးတော့ဒါယူတာပဲကွာလို့ပြောပြီးတော့လန့်ဖြန့်နေပါတော့တယ်လက်စီစီကိုသူတော်ကောင်းချက်ကြီးကရောက်လာပြီးတော့နင်းကြည့်ရတာစိတ်လှုပ်ရှားနေပုံပဲဟာစိတ်ညံအောင်တစ်ခုခုလိုချင်လားလို့မေးပြီးဈေးဘူးပေးလိုက်တဲ့အတွက်လက်စီလည်းအံ့ဩပြီးတော့ဈေးဘူးကိုယူလိုက်ပါတော့တယ်အဲဒီမှာပဲသူတို့အခန်းရှိကနေခြေတန်နဲ့ကြမ်းမြုံဓာတ်နဲ့ပုတ်ဆွဲလာတဲ့တန်ကိုကြားလိုက်တဲ့အတွက်သူတို့အကုန်လုံးအစင်းသိမ်းလှုပ်ပြီးတော့စောင့်နေလိုက်ကြပါတယ်မကြာခင်မှာပဲအခန်းတကာပွင့်သွားပြီးတော့လက်ထဲမှာဓာတ်ချောင်းကင်ထားတဲ့ကားနဲ့ချက်ကြီးဝင်လာခဲ့ပါတော့တယ် ကရုံကာနယ်ကလေပင်းမှာလဲနရွက်ပြတ်တီလားမသိဘူးဆွဲထားသေးတာပါအင်ဂူလီမာလာကိုအားကြပြီးတော့အင်ဂူလီဂျက်ကီဖြစ်ချင်တာလားမသိပါဘူးပြီးတော့ကာနယ်ကအခန်းထဲရောက်တော့ငါ့ကိုလွတ်လပ်မှုပေးဒါမှမဟုတ်တီချင်းကိုပေးသန်းလို့ပြောလိုက်တဲ့အတွက်ဂျိတ်တို့လဲဒီကောင်ဘာတွေပြောနေရလဲအဆောက်ယူလားဆိုပြီးတော့ကြောင်ကြည့်နေပါတော့တယ်မကြာခင်မှာပဲကာနယ်ကလဲကြသွားပြီးတော့သူ့ရဲ့ကရုံပြောင်ပြောင်အနောက်မှာကတ်ကြီးတစ်ချောင်းစိုက်နေတာကိုမြင်လိုက်ရပါတော့တယ်မကြာခင်မှာပဲခန်းထဲကိုအန်ဒီဝင်လာပြီးတော့မင်းဒီထပ်ပိုနဲ့နဲ့လီးခဲ့ရမှာလို့ကာနယ်ကိုပြောလိုက်ပါတော့တယ်ကာနယ်ကတော့လွယ်လွယ်လေးပဲရှောသွားခဲ့ပါပြီ ဲ့အချိန်မှာပဲသူတော်ကောင်းချက်ကြီးကအေးငါမင်းကိုသိသလိုပဲနော်လို့ပြောလိုက်တော့အန်ဒီကအန်အော်ပြီးဟေ့တော့ဒါပါလဲရလို့ဂျိတ်တူကိုမေးလိုက်ပါတယ်တမတ်မှာတော့တေဆုံးနေပြတဲ့ဗလာကြီးချက်ကြီးအလောင်းကိုစစ်ဆာရုကတွေ့သွားပြီးတော့ငိုနေခဲ့ပါတယ်ဗလာကြီးချက်ကြီးကတော့မျက်ဖြူလိုင်းပြီးတော့ဗစက်ကလည်းအမြုပ်တွေထွက်နေတာပါကောက်သီးစစ်ဆာရုကတော့ငိုယိုပြီးတော့ဗလာကြီးချက်ကြီးရဲ့ဖဏတ်တွေကိုချိုးပေးနေနေကျမလက်စားချေပေးပါမယ်အရှင်းလို့ပြောနေခဲ့ပါတယ်ဒေါက်တာမစ္စတာလည်းဗလာကြီးရောကာနေပါရှိုးသွားတော့တီးသွားခဲ့ပါပြီအဲဒီအချိန်မှာသူစီရောဖုန်းဝင်လာပြီးတော့ ငါတို့တကောင်လောက်ဆိုရောက်မယ်လို့ဖုန်းထဲကလူကပြောလိုက်ပါတယ်။အိုင်ဖုန်းထဲကလူကတော့နီကာဖြစ်ပြီးတော့သူတို့ကဒေါက်တာမစ္စတာစီကိုလာနေခဲ့တာပါ။ဒေါက်တာမစ္စတာလည်းမြန်မြန်လာလို့ပြောလိုက်ပြီးတော့ကိုကိုင်းစစ်ရုပ်ကတရုတ်ပဲကြံတော့တယ်လို့နီကာကိုမှားလိုက်ပါတယ်။တပတ်မှာအန်ဒီကတော့ကာနေယူလာတဲ့ဓာတ်ကိုကောက်ကင်လိုက်ပြီးတော့သူတို့ကောင်းချက်ကီးကိုတားဖို့လုပ်နေပါတယ်။ဂျိတ်ကအန်ဒီကိုတားလိုက်တော့ဒေဗန်ကဂျိတ်အန်ဒီကိုလွတ်လိုက်လို့ပြောလိုက်ပါတယ်။ဂျိတ်ကတော့မလွတ်ဘဲ "तू ကတခြားချက်ကီးနဲ့မတူ तू ကကျွန်တော်အသက်ကိုကယ်ထားခဲ့တာ तू ကသူတို့ကောင်းချက်ကီးပါလို့ပြောနေပါတယ်" အန်ဒီကချက်ကီကောင်းဆိုတာမရှိဘူးကွာသူတို့ကောင်တေဖို့လိုတယ်လို့ပြောလိုက်ပြီးချက်ကီကိုတပ်ဖို့လုံနေတုံးမှာပဲဒေါက်တာမစ္စတာတနတ်နဲ့ဝင်လာပြီးတော့အန်ဒီကိုချိန်ထားလိုက်ပါလေပြီးတော့သူတို့ကောင်ချက်ကီကိုခေါ်သွားပြီးတော့ဂျိတ်တို့အဖွဲကိုအခန်းထဲမှာပိတ်ထားလိုက်ပါတော့တယ်ချက်ကီကနင်းအမသူလဲငါ့ကိုဘယ်ခေါ်သွားနေရလဲဂျိတ်ကငါတို့လိုအပ်နေတယ်လို့ပြောလိုက်တော့ချာလီစိတ်ကိုထိန်းစမ်းလို့မစ္စတာကပြောလိုက်ပါလေပြီးတော့မစ္စတာကဒီကလေးနင်းကိုဘာလုပ်ထားလဲတော့မသိဘူးမျောလင်းချက်မရှိတော့ဘူးထင်တယ်လို့ပြောပြီးတော့နင်းခန္ဓာကိုယ်စွန့်လွှတ်ရမယ်ချာလီ ပြီးရင်နေရပူကောင်းတဲ့အပိုင်းကိုနေရဖယ်ပေးလိုက်ပါလို့ပြောလိုက်ပါတော့တယ်။အဲဒီအချိန်မှာပဲ Father Bryce နဲ့ Sister Catherine တို့ကိုတွေးလိုက်တဲ့အတွက်ဒေါက်တာ Mr. Father ကိုခေါ်လိုက်ပါတယ်။ Jackie ကလည်းကဲတမအောင်ငေါ့ဖန်းထားတယ်လို့ပြောလိုက်တဲ့အတွက် Father Bryce ကိုလည်း Jackie စကားပြောနေရကိုမြင်သွားပါတော့တယ်။ဒါပေမဲ့ဒေါက်တာ Mr. ကငါအတန်ဓုပညာလဲလေးကျင်းနေတာလေးလို့ပြောလိုက်တာပါ။ Father Bryce ကဒီလိုရုပ်တွေဘလောက်တောင်ရှိနေရလဲဟာလို့မေးလိုက်ပြီးတော့အဲဒီအချိန်မှာ Jackie က Mr. ရဲ့ခါးသားတွေကတနတ်ကိုလူဖို့လုံနေပါတယ်။ ိုင်မာရီမစ္စတာလည်းတနတ်ကိုဆွဲထုတ်လိုက်တော့စစ်စတာကက်သရင်ကလက်မောင်းကိုတနတ်မှန်သွားခဲ့ပါတော့တယ်အဲဒီအချိန်မှာအန်ဒီလိုလည်းအခန်းတကားကိုဖြတ်ပြီးတော့အပြင်ထွက်လာပါပြီအန်ဒီကဒေါက်တာမစ္စတာကိုဓာတ်နဲ့ခိုးဖို့လုပ်ပြီးမယ်အဖွားကြီးကရှောင်လိုက်ပြီးတော့အန်ဒီကိုဒရောင်နဲ့တစ်ချက်တောင်ပိတ်ကျွေးလိုက်ပါသေးတယ်ပြီးတော့ဂျိတ်တို့တနတ်နဲ့ချိန်ပြီးတော့ပြေးဖို့လုံတုံးမှာအန်ဒီသူ့ကိုခုံအောင်လိုက်တဲ့အတွက်အန်ဒီရောဒေါက်တာမစ္စတာပါလေကားနေလိမ့်ချသွားခဲ့ပါတော့တယ်တမမာသူတော်ကောင်းချက်ကြီးကတော့ကဲတမောင်သူငါ့ကိုတတ်ဖို့လုံနေလို့អော်ပြီးတော့ပြေးနေတဲ့အတွက်နတင်းကချက်ကြီးကိုစိတ်ပူပြီးအနောက်ကနေပြေးလိုက်လာပါတယ် အန်ဒီနဲ့မစ္စတာတို့ကတော့တနက်ကိုလူနေကြပြီနောက်ဆုံးမှာတော့မစ္စတာကအန်ဒီကိုပိတ်ထိုးလိုက်တာကြောင့်အန်ဒီတောင်သတိလစ်သွားပါတော့တယ်ဂျက်ကီကဖျားချောင်းထက်ကိုဘော်ဒီကိုပြေးတက်ပြီးတော့နဒင်းလည်းအနောက်ကနေလိုက်သွားခဲ့တာပါထက်ကိုသွားတဲ့အခန်းနဲ့နဒင်းတို့ဝင်သွားပြီးတော့တကားပိတ်သွားတဲ့အတွက်လက်စီတို့လည်းအနောက်ကလိုက်လို့မရဖြစ်နေခဲ့ပါတယ်တပတ်မှာ Father Price နဲ့ Sister Catherine တို့ကဒေါက်တာမစ္စတာချောင်းကိုရောဂျက်ကီကတကယ်အစ်မန်ဆိုတာကိုပါတီသွားခဲ့ပါပြီ Sister Catherine ကကျမတို့ရဲခေါ်သေးတယ်ထင်တယ်လို့ပြောလိုက်တော့ Father Price ကမဟုတ်ဘူး ငါတို့ဗာတီကန်ကိုဆက်သွယ်ရမှာလို့ပြောလိုက်ပါတယ်။အဲ့ချိန်မှာပဲမစ္စတာရောက်လာပြီးတော့ Father Price ကိုတနတ်နဲ့ချိန်ထားလိုက်ပါတော့တယ်။တဖက်မှာနဒင်းကတော့ Jackie ကိုရောက်လာပြီးတော့ Jackie ကပရင်းမောင်းနားမှာမတ်တက်ရက်နေတာပါ။ Jackie ကငါအနေနဲ့မထိုက်တန်ပါဘူးငါဆိုးတယ်။ငါမင်းတို့အနေနဲ့မထိုက်တန်ဘူးလို့ပြောလိုက်တော့နဒင်းကနင်ကမဆိုးပါဘူးခဲ။နင်နေချင်းမင်္ဂလာခံပြီးသားလေ။အခုနင်ရဲ့ခေါင်းကိုင်မေကလာပြီးတော့ကာကွယ်ပေးတာလို့ပြောလိုက်ပါတယ်။အဲမှာနင် Jackie ကငါနဲ့သမီးမေမေလားလို့မေးလိုက်ပါတယ်။အဲ့ချိန်မှာလက်စီတို့ကလည်းတကားကိုဖွင့်လို့ရသွားပြီးတော့နဒင်းတို့စီကိုတတ်လာနေခဲ့ပါပြီ။ ဂျက်ကီကဟေးနာသမီးတွေကဘာလို့တက်လဲသိလားလို့မေးလိုက်တော့နာတင်ကဘာလဲလို့မေးပြီးတော့ဂျက်ကီနာကိုကတ်လာပါလေလက်စီကနာတင်ကိုအော်ခေါ်ပြီးတော့အမြန်အလာနေပေမဲ့မမီတော့ပါဘူးဂျက်ကီကနာတင်ကိုလက်ကမ်းပေးထားပြီးတော့နာတင်အနာရောက်တော့မှပရင်းပေါက်ကနေနာတင်ကိုတွန်းချပြီးတော့တပြစ်လိုက်ပါတော့တယ်ပြီးတော့ဂျက်ကီကသူတို့ကပြန်တာကြိုက်တယ်လေးလို့ပြောလိုက်တော့တာပါနာတင်ကတော့ဖះเจ้าပရင်းပေါက်ကနေပြုတ်ကျသွားပြီးတော့အောက်ကမေရိုမေရီအယုတ်ရဲ့မျက်နှာမှာသွေးတွေဆုံးသွားစေပါတော့တယ်လက်စီကကြောက်လန့်နေကြတဲ့ငိုနေပြီးတော့ဂျက်ကီကတော့ ရိမောက်ကတွန်းချတာငါအကြိုက်ဆုံးလူတန်နီးပဲလို့ပြောပြီးတက်ခီဟီဟီနဲ့ရည်နေပြန်ပါတော့လေဂျိတ်နဲ့ဒေဗန်တို့လည်းရောက်လာပြီးတော့ဂျိတ်ကအခုတော့သူတော်ကောင်းချက်ကီဆိုတာသူတို့လှည့်စားထားတာပဲဆိုတာတီသွားခဲ့ပါတော့လေအဲ့ဒီတော့အသက်ပေးဆက်လိုက်ရဒါကတော့နဒင်းလေးပဲဖြစ်နေပြီနဒင်းကမေရိုမေရီကသူ့ကိုပွေ့ချီထားတဲ့ပုံစံနဲ့တေဆုံးသွားခဲ့ပြီပဲဖြစ်ပါတော့လေ ကေပါဒီနေ့နဲ့ဒီဆက်မှုကတလောက်ပါပဲနောက်နေ့မှအပိုင်းခုနဲ့ဆက်ပြီးတော့လာမှာဖြစ်ပါတယ်ဒါကြောင့်မလို့ channel ကို subscribe လုပ်ပြီးနောက်ခေါင်းတော့နှိပ်ပြီးတော့စောင့်ကြည့်နိုင်ပါ रे ခင်ဗျဇာကားတွေစာသုံးကြည့်နေတယ်ဆိုရင် Telegram channel ကို join ထားလို့ရပါတယ်ဒီနေ့မှအစားဆုံး live ပါကြည့်စုအားပေးခဲ့တဲ့အချိန်ပေးခဲ့ကြတဲ့ချက်ကီချစ်သူများတယောက်ချင်းတိုင်းကျေးဇူးထူးပဲတင်ရှိပါ रे ခင်ဗျကျွန်တော်အန်ခင်မူပါ